အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီညကနေပြီးအဆုံမကောင်းတောင်းပေးလိုက်ပါတယ်ပေါ့နော်။အဲ့တော့ကျွန်တော်လက်ရှိဒီနေ့မှာကျွန်တော်လည်းနည်းနည်းလေး idea လေးရအောင်လေးဒါကျွန်တော်တို့လက်ရှိမှာဟိုတင်ကျင်တယ်ပေါ့နော်။အဲ့တော့ ဒါကျွန်တော် football and business.data ဆိုင်မှာတော့မထင်ပေမဲ့ဒါလေးနဲ့ပတ်သက်ပြီးနည်းနည်းခင်ဗျားတို့ကျွန်တော်ပြောပြချင်တာပေါ့နော်ဒါကြောင့်တဖြည်းနဲ့တဖြည်းဒါကျွန်တော်တို့ UAE Consortium နဲ့ပတ်သက်ပြီး Manchester United ပိုင်ရှင်သတင်းတွေကတော်တော်လေးကိုဟုံးဟုံးတောက်လာခဲ့နေတာမှရှိတယ်။ဒါတဖြည်းဖြည်းနဲ့ဒါကျွန်တော် UAE ဘက်မှာတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တော်တော်လေးကို Noise ကပူပူကျလာတယ်ဆိုတာကိုလည်းအကုန်လုံးသိပြီးသားဖြစ်နေမယ်။အဲဒါနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေးဒီဒီလေးဆွေးနွေးရအောင်။ အဲ့ပထမဦးဆိုတာဒီညမှာကျွန်တော်ဆွေးနွေးဖို့လိုတဲ့အချက်ကပါလေအဲ့တော့ Manchester United အသင်းနဲ့ကျွန်တော်ရဲ့ topic တဲကလူနာပိုင်ရှင်ပြောင်းရင်ဘယ်လောက်ထိအပြောင်းလဲဖြစ်သွားနိုင်လဲအခုလက်ရှိမှာဒါကျွန်တော်တို့ပိုင်ရှင်အပြောင်းလဲတစ်ခုဒါဒါကျွန်တော်တို့လက်ရှိမြန်မာတင်တွေမှာဒါဥပမာလက်ရှိမှာ Inyosu Osu ရဲ့ဒါ clause ကိုပါဒါ Inyosu Osu ရဲ့ share ကိုပါဒါကျွန်တော်တို့ဝယ်ယူလိုက်မယ်ဆိုရင်ဒါကျွန်တော်တို့ စရိုက်ရော UAE ကဒါ consortium အနေနဲ့ဘယ်လိုဖြစ်တော့ပထမဆုံးနားလည်ရမှာဒီနေ့မနက်မှာကျွန်တော်ခင်ဗျားတို့ရွှင်းထားခဲ့လို့ UAE ကျွန်တော်ချို့ကြကျွန်တော်ပြောပါတော့ Sergeant Radcliffe ကိုယ်တိုင်ကတော်တော်လေးကိုချမ်းသာတယ်မှာပါတယ်ဘီလီယံနဲ့ပြန်တွက်မယ်ဆိုရင်ဒါလူတော်မြတ်ကဒီနေ့မှာနားလည်ဖို့ကြိုးစားဖို့ခက်တဲ့အရာတွေရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဟာတချို့ကျွန်တော်တချို့ပြောဟာ Sergeant Radcliffe 30ဘီလီယံလောက်ပဲချမ်းသာတာပါဆိုပြီးပြောမှုတာရှိတယ်တတိဘီဆိုတဲ့ပတ်စံမနေ့တဲ့ပတ်စံဆိုတော့နားလည်အောင်ရှင်းပြဖို့တော်တော်လေးခက်တယ်။ United ကိုယ်တိုင်ကဈေးကြီးတာဖြစ်နေတယ်။ ါကိုကျွန်တော်နားလည်မှုလေ United အသင်းကိုယ်တိုင်ကလက်ရှိမှာ5 billion ဘာလို့တန်တဲ့ကဘာပေါ်မှာဈေးကြီးဆုံးကျွန်တော်ဒီလောက်ပြောမှာဒုတိယနဲ့တတိယ ကလပ်အနေနဲ့ကပြီးရတယ်မှာပါတယ်ပရီးမီးယားလိမှာကြိုက်ချင်လိုက်ကြိုက်မယ်မကြိုက်ချင်လည်းမကြိုက်ဘူးဒါပေမဲ့လက်ရှိ valuation ရ Manchester United ကအကြီးကြီးဆုံးဒီနေ့မှာ blue ရွတ်လဲဆိုတော့ခင်ဗျားတို့က basic ရှင်းပြမယ်အဓိကရှင်းမှာပရိသတ်ဥယျာဉ်နဲ့ပဲတွေ့တယ်ဒီပရိသတ်ဥယျာဉ်မှာဘလောက်ပရိသတ်က percentage ရအချိုးရပတ်စံအသင်းပေါ်အသုံးများဆုံးလဲဆိုတော့ပြန်တွေ့တယ်အဒီနေ့မှာဒါအမြဲတမ်းနံပါတ်1ပြီးတာ real မတွေ့ဒါလုံးဝငင်းစရာပေါ့ဒီနေ့မှာနံပါတ်1နံပါတ်3မှာအမြဲတမ်းရှင်လူနေတာဒါ Manchester United နဲ့ Barcelona တဲ့အဲ့တော့ ဒီနေရာမှာပရီးမီးယားလိမှာကြီးပွဲကိုပြန်ရှင်မယ်ဆိုရင်တော့မှမန်ချက်စတာယူနိုက်တက်နဲ့နေလန်းငါလာအမြဲတမ်းရှင်နေတာကလည်းမဟုတ်ဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာမှဒါ valuation ရ gap ရကွာခြားမှုတွေရှိတယ်ဘောနော်အဲ့ဒါလေးကိုနည်းနည်းလေးနားလည်ဖို့လိုတယ်အဲ့တော့ valuation တွေ့တဲ့နေရာမှာအဓိကခုနပြောဒီဒါလက်ရှိ United အသင်းနဲ့ Quint Simon Gain နေပါညာတော့အခုလက်ရှိမှာထည့်တော်မှာမဟုတ်သေးဘူးအဲ့က United အသင်းနဲ့အခုလက်ရှိမှာ Quint Simon Gain သာပြီးသွားခဲ့မယ်ဆိုရင် valuation ကပို့ပြီးတော့ recommend လေးလေးဖြစ်သွားမယ်ဒါမှလက်ရှိမှာအဓိကက United ရဲ့မြေကတန်ဖိုးကြီးတယ် United လက်ရှိ Quint ဆိုတာ United ပရဝန်ကတော်တော်လေးကိုဈေးကြီးရတယ်မှာပါတယ်ဒါက ားလေဘူးလေ United ကလက်ရှိမှာ Queen ကြီးပဲမှုပဲ United ပတ်ဝန်ကြီးကနဲတဲ့ဒါကျွန်တော်တို့အဟို အဆိုင်အကြီးဖြစ်တဲ့အတွက်ကြောင့်ဒါတွေကိုကျွန်တော်အများကြီးထပ်ထွက်မယ်။ဟိုမှာလက်ရှိမှာပြဥပမာ example ပြောမှာ Tottenham Hotspur အတင်းရဲ့လက်ရှိ queen ဆို1 billion တန်တယ်။မှန်တယ်။ဒါပေမဲ့ဒီနေရာမှာ Tottenham Hotspur ကဘေးပတ်ဝန်းကျင်မှာမမမပိုင်တဲ့အတွက်ကြောင့်1 billion အတန် queen တစ်ခုပဲရှိတာ။ဒါပေမဲ့ United အတင်းကလက်ရှိမှာ queen ကြီးပဲအပြင်ကိုဘေးနားကမြည်ရဲ့ပကာလာပေါက်ဈေးပါတွက်လိုက်မယ်ဆို United ရဲ့ queen ရဲ့ကြီးကအများကြီးထပ်သွားမယ်။ဒါအောင်မခုနကလက်ရှိမှာ United အတင်းနဲ့ဒါ2 billion တန်တဲ့ queen ကိုပါထပ်ဆောင်မယ်။ဆိုရင်2 billion plus ဒါ queen ပြည့်တာကျွန်တော်ပရဝင်ရဲ့ဈေးနဲ့ပါထပ်ထွက်ရမယ်ဒါမှရှိအဲ့ဒါလေးကိုအများကြီးအများကြီးသွားအဲ့တော့အများကြီးပါတခုနကပေါ့ asset တွေဒါပေမဲ့ နာလေးရှိမှတော့ကျွန်တော်တို့ဒါ United အသင်းရဲ့ကိုယ်တိုင်က5ဘီလီယံသွားတာများတယ်အဲ့တော့ United ကိုတော့ကျွန်တော်တို့တစ်ချိန်ကဒါကျွန်တော်တို့ဂျီဂလီဇာမိသားစုဝယ်ခဲ့တဲ့ပုံစံကလည်းအကုန်ခဏခဏကျွန်တော်ပြောလို့တီးပြီးသားဖြစ်လိမ့်မယ် United ကိုတန်း950နဲ့ဝယ်တယ်850လုံးကို United ကိုအပေါင်တင်ပြီး United အဲ့အပေါင်ကရတဲ့ personal United ကိုပြန်ဝယ်ထားတာဖြစ်တယ် Premier League ကလက်ရှိမှာအဲ့လိုမျိုးဝယ်လို့မရအောင်ကန့်သက်ချလိုက်ပြီးဖြစ်ပြီးလွန်ခဲ့တဲ့နှစ်နှစ်ကမှဒီ Senior တက်ကိုဒါကျွန်တော်တို့တတ်လိုက်တာဖြစ်တယ်အဲ့တော့ပြောချင်တာက ဘောလုံးတင်းကိုဝယ်မယ်ဆိုရင်ကိုယ့်ရဲ့အိတ်ထဲကပတ်စံတွေပဲကိုယ်ဝယ်လို့ရဖြစ်ပြီးဘန်ဂျိုးတို့ပါဝယ်လို့ရတယ်ဒါပေမဲ့ကိုယ့်ရဲ့အသင်းကိုဒါပြန်ဝယ်မဲ့အသင်းကိုအပေါင်းခံပြီးတော့ဝယ်ယူလို့ရတယ်ဆိုတဲ့ပုံစံမျိုးကတော့ဒါပရီးမီးယားလိဂ်ဘက်ကနေလုံးဝတားချလိုက်တယ်ပေါ့နော်ခုနပြောခဲ့လို့ပဲအဓိက UAE consortium ကိုပါလို့လို့လဲ UAE ကလည်းရှိမှချမ်းသာတဲ့တတိယတော်များဒါ individual တွေများတယ် maybe ဒါ mansor လို့ဒါကျွန်တော်တို့လက်ရှိ PIF တို့လို့ဒါကျွန်တော်တို့ saudi ရဲ့ဒါသူဘယ်လိုပြောမလဲဟို royalty ပေါ့နော်ဒါကျွန်တော်တို့ဟိုမင်းစင်မင်းဆက်အုပ်စုကလွင်ဒါ individual တွေမှာချမ်းသာတာနေတယ်ဥပမာလက်ရှိမှာ example ပြောအောင်ဒါ PhD ဆိုလူတော်များနဇာအယ်ကာလီဖီယောမြင်ရတဲ့လူတွေများတယ်ဒါပေမဲ့နဇာအယ်ကာလီဖီယောနောက်မှာ အုပ်စုလိုက်ရှိတယ်။နဇာအကာလာဖီကလက်ရှိမှာဒါကျွန်တော်တို့အနေနဲ့ဒါယုတ်တရက်ကြည့်မယ်ဆိုတာဒီဘက်ပိုင်ရှင်လို့ထင်ရမယ်လက်ရှိမှာဒီဘက်ကကွန်ဆော်တီယံမှုဥဆောင်တဲ့လူတွေကတယောက်ဖြစ်တယ်။ဥမာလက်ရှိမှာဒါနားလဲအောင်ပြောမှဆိုရင်လက်ရှိမှာချယ်ဆီကိုဒါတော့ပူလီတို့အုပ်စုပဲတယ်။ဒါပေမဲ့တော့ပူလီရောကလက်ရှိမှာကွန်ဆော်တီယံမှုဥဆောင်တဲ့လူတွေဖြစ်တယ်။ဒီကွန်ဆော်တီယံနောက်မှာဒါလူတွေအများကြီးပါရင်ပါမယ်။လူ၃ယောက်၄ယောက်လောက်ပါရင်ပါမယ်။လူ၄ယောက်၃ယောက်လောက်ပါ။ကွန်ဆော်တီယံဆိုပြတယောက်ထဲဝယ်ယူတာမဟုတ်ဘဲနဲ့၃ယောက်၄ယောက်ကကုမ္ပဏီဖွဲ့ပြီးဒီအသင်းကိုဝယ်ယူဖို့အတွက်ဒါကျွန်တော်ကုမ္ပဏီတစ်ခုကိုတီထောင်ခြင်းကိုကွန်ဆော်တီယံလို့ခေါ်တယ်။ဒါကိုဘေးစရာသိရင်ရ။အဲ့တော့လက်ရှိမှာ sorry လူက sorry ကဒါကျွန်တော်တတိတော် ော်များများတော့ UAE ကသူတော်တော်များများကလက်ရှိမှာမင်းစင်မင်းဆန်မဟုတ်ဘူးဆိုရင်ဒါမှမဟုတ်ကနောက်ပေါ်သူပဲဒါအယန်ရှာအမရန်ကိုတို့ဒါကျွန်တော်လက်ရှိမှာအဲ့လိုအုပ်စုမဟုတ်ဘူးဆိုရင်အာအသင်းတသင်းကိုဝယ်မယ်ဆိုရင် consortium လို့ပါအဲ့ခုနောက်လက်ရှိနောက်ဆုံး United ကိုဝယ်ခြင်းတဲ့အုပ်စုကတော့ consortium ပေါ့နော် maybe ကျွန်တော်ဒီတလောက်လက်ရှိကြားရတဲ့ကောလာဟာလာတွေရဆိုဘယ်လိုပုံစံမျိုးဖြစ်လဲဆိုတော့ အကောစော်ဒီအမ်ဆိုတာတငယ်ချင်းတွေပေါင်းပြီးဝယ်မယ်ဆွဲတဲ့ဆိုတာတငယ်ချင်းအကုန်လုံးကချမ်းသာတယ်အဲတငယ်ချင်းတွေပေါင်းပြီးသူတို့ရဲ့တိတ်တိတ်ကြိုက်တယ် United ကိုသူတို့ဝယ်ပြီးသူတို့ကက်တင်မယ်ဆိုတဲ့ပုံစံမျိုးသွားတယ်အဲ့တော့ကျွန်တော်တို့ဒါ topic ရဲ့အဓိကဆွေးနွေးရမယ့်အခန်းကဏ္ဍရောက်လာပြီအဲ့ဒါကပါဆို United လက်ရှိပိုင်ရှင်ပြောင်းလဲသွားရင်အသင်းကပြောင်းလဲသွားမလားအဓိကအဖြေအရဆိုရင်တော့အခုလက်ရှိအခြေအနေအရအခုသွားနေတဲ့ပုံစံကဘာမှသိပြီးပြောင်းလဲဖို့မရှိဘူးလက်ရှိမှာ United မှာဒါအကျွေးရမီလီယံနဲ့ချီပြီးဘီလီယံနာကတ်နေတဲ့အကျွေးတွေရှိတယ်ဒီအကျွေးကိုလက်ရှိမှာတထေးပြောင်းရင်တော့မှ why be could be ဆက်ပြီးလို့မရဘူးဘာကြောင့်လဲလက်ရှိမှာဒါကျွန်တော်တို့လက်ရှိအသင်းထဲကို cash injection ထည့်တာ ဖြစ် ownership ကနေဒါအသင်းထဲကိုပတ်စံထည့်တာပဲဖြစ်ဒီပတ်စံထည့်တဲ့ amount က limited ဖြစ်တယ်အခုလက်ရှိမှာဒါကျွန်တော်တို့ Jim Redcliffe တို့အသင်းကိုဝယ် share ဝယ်ထားပြီးကြတဲ့ကအခုချိန်ဒီတို့အနေနဲ့အသင်းထဲကိုထည့်နေတဲ့ amount လေးတွေရှိတယ်အဲ့ဒီ amount လောက်ပဲလက်ရှိမှာထည့်လို့ရတာရှင်းရှင်းလေးအဲ့တော့ United အကျွေးကိုဒါကျွန်တော်ပိုင်ရှင်နေလာပြီးတော့ဒါဝင်ရောက်မယ်ဆိုရင် ပိုင်ရှင်တွေเนี่ยဒါကျွန်တော်တို့ပြောလွယ်ပြီးဟောငါဒီပိုင်ရှင်တွေဒီအကျွေးတွေငါတို့ကချက်ချင်းကဲတင်ပေးလိုက်လို့ရရဆိုတော့ဘူးရှစ်ကလုံးဝမလွယ်ဘူး။ဘာလို့အဲ့လိုမျိုးလုံးလို့ရမယ်ဆိုလက်ရှိမှာဒါအသင်းတိုင်းကဒါအကျွေးကြီးလေးယူလိုက်ပိုင်ရှင်ကရှင်းပေးလိုက်ပြောချင်တာကတထေးသားပုံစံဖြစ်မယ်။အဖေကဟိုတားကဒါကျွန်တော်အကျွေးကြီးယူလိုက်အဖေကရှင်းပေးလိုက်တားအကျွေးယူလိုက်အဖေကရှင်းပေးလိုက်ဘာထူးတော့ဘာမှမထူးတော့ PSF FB ကိုလူတိုင်းဖောင်းနေတယ်။အဲ့တော့ပြောချင်တာပိုင်ရှင်ကအသင်းရဲ့အကျွေးကိုရှင်းလို့မရအောင်အသင်းရဲ့အကျွေးကိုအသင်းကပဲရှင်းရလေးရှိတယ်။အဲ့တော့ပြောချင်တာလက်ရှိမှာ United အသင်းရဲ့အကျွေးတွေကပိုင်ရှင်ပြောင်းသွားလို့ဆိုပြီးအသင်းရဲ့အကျွေးတွေပို့ပေါ့ဘာမှနေထားမှမရှိဘူး။တဆူကြတယ်ပေါ့ရယ်ဘောနော်လက်ရှိမှာကစားသမ ာကစားလို့ရမလားဥမာလက်ရှိကျွန်တော်တစ်ခေါက်မေးဘူးတဲ့ဒါဘရူနိုဖာနဲ့လက်ရှိကာလာပေါက်စီက60နဲ့80တက်နေဒါကျွန်တော်လက်ရှိမှာဆော်ဒီဘက်ကနေ UAE ကနေညှိပြီးတော့ဒီကစားသမား150ပေးမယ်ဒါအဲ့မှာလက်ရှိမှာဒါတော်တော်များများမသိတဲ့ချက်ကအပါ fair market value ဆိုရှိတယ်လက်ရှိမှာ premier league တို့ premier league အပြင်ကိုဥရောပတို့အုပ်စုကနေ fair market value ဆိုပြီးဒါကိုစောင့်ကြည့်နေအုပ်စုရှိတယ်ဒါကြောင့်မသတိထားမိလား Newcastle United အသင်းကနေပြီးတော့ဒါရှိမှာမမဲရစိတ်မစီမံကိုဒါကျွန်တော်တို့အနေနဲ့ သူတို့အသင်းကနေမက်မဲရတဲ့တော့ဒါ sorry ဘက်ကိုပြောင်းဝင်ပေးလိုက်တယ်အဲ့ဒီ sorry ဘက်ကနေသူတို့ပြန်ခေါ်ဖို့ကြိုးစားတဲ့အချိန်မှာ premier league ကနေ ff pack ပြုတာပြောတယ် fair market value နဲ့ပြန်တားတယ် okay မင်းတို့ရောင်းထားတဲ့ဈေးအတိုင်းစိတ်မစီမံကိုပေးပြီးပြန်ဝယ်မယ်ဆိုရင်တော့ okay ဖြစ်နိုင်တဲ့တမမရှိဘူးအဲ့လိုပုံစံမျိုးဆိုရင်တော့ရတယ်အဲ့တော့ market value ရတာကျွန်တော်ပြန်ပြီးပေးမယ်အဲ့လိုပေးပြီးဝယ်မယ်ဆိုရဒါပေမဲ့ ်ပြဿနာက United ကဒီလိုပုံစံမျိုးလုပ်မယ်ဆိုရင်နောက်ကဒါကျွန်တော်ငကိုတဲ့ကကစားသမားအကျွေးမိရှိပြီးသားဖြစ်တယ်အဲ့အကျွေးမိကပုံပုံတက်လာနေတော့ပိုင်ရှင်ရှိမယ်ပိုင်ရှင်ပြောင်းမယ်ဆိုရင်တော့မှဘလို့မှမလွယ်နဲ့အဲ့တော့ခုနကကိုကစားသမားကိုဂျင်းထည့်ရောင်းပြီးအဲ့ကစားသမားပြန်ဝယ်မယ်ဒါမှမဟုတ်ကိုကစားသမားကိုဂျင်းခဲ့မယ်ဆိုရင်တော့မှဘလို့မှဒါပရီးမီးယားလိရဲ့ဒါကျွန်တော်တို့စီးမစီကန်အဲ့တော့ကစားသမားဝယ်ယူတဲ့အချိန်မှာကျွန်တော်ဒူတော်များအမှတ်မားရုပ်စာတစ်ခုကပါလဲဆိုတော့ဒီကစားသမားဝယ်ယူရောင်းချတယ်ဆိုရင်ဒါကျွန်တော်တို့ဒီအသင်းနဲ့တင်းကြပြီးတော့မဟုတ်ဘူးအဲ့မှာလက်ရှိမှာကစားသမားလက်ရှိမှာဘေးစင်းနဲ့ဘေးစင်းနဲ့ဝယ်ပါတယ်အခွန်ဘလူးဆောင်းထားပါတယ်ဘာညာဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်လက်ရှိသက် ဆိုင်ရာလီနကူတင်ပြရတယ်။သက်ဆိုင်ရာလီနကူကနေပြီးတော့ဒါကျွန်တော် C board approval ဆိုရှိတယ်။ဒါတုံးထုပေးမှဒါကိုကျွန်တော်တို့တို့ကတရားဝင်လုပ်ပိုင်ခွင့်ရှိတယ်။ဘောလုံးအပြောင်းအရွှေ့တွေအကုန်လုံးကဒါကျွန်တော် Premier League ကလုပ်မယ်ဆို Premier League ရဲ့ဒါကျွန်တော်တို့အသင်းရဲ့ association ကဖြတ်သွားတယ်။ La Liga က La Liga association ဖြတ်သွားတယ်။ဒီအုပ်စုတွေကမဖြတ်ဘဲတွားလို့မရကြောင်းဒါအပြောင်းအရွှေ့ကလက်ရှိမှာပြည့်ပြည့်သွားရဲဆိုတဲ့ movement လေးခဏခဏရှိတယ်။ဒါကြောင့် La Liga La Liga ဆိုလို့ဆိုတယ် La Liga လက်ရှိမှာဒါကျွန်တော်တို့ La Liga အဖွဲ့ချုပ်နေတယ်။ဒီအပြောင်းအရွှေ့ကိုတို့ဒါအသင်းနဲ့အသင်းကြားသဘောတူမယ်။တို့အဖွဲ့ချုပ်ကသဘောမတူတဲ့အတွက်ကြောင့်ဒီအပြောင်းအရွှေ့ပြတ်သွားရဲဆိုတာ Spain Spain ဘက်မှာခုနောက်ပိုင်းပြန်များလာခဲ့တယ်။ဒီလိုပုံစံမျိုး တွေပေါ့နော်အဲ့တော့လက်ရှိမှာ United အသင်းကခုနပြောသလိုကစားသမားတွေ over trade ပုံစံမျိုးလေလုံးလုံးမရဘူးအဲ့တော့လက်ရှိမှာကျွေးလဲရှင်ပေးလို့မရဘူးကွင်းသစ်စီမံကိန်းစောင့်မယ်ဆိုရင်တော့ maybe ဒီနေရာမှာဒါကျွန်တော်တို့တခုကွာသွားနိုင်တယ်အင်းရောဆိုအုပ်စုနဲ့မတူတာ solid back ကဒါ backing တော့တော့ကျွန်တော်တို့အနေနဲ့တို့ရဲ့ banking နဲ့ပြန်ချီးပြီးဒါ United ကို banking ပြန်ချီးပေးလို့တော့ရတဲ့နေရာမှာရှိတယ်ဒါပေမဲ့ဒါဟာကွင်းဝင်ကြီးပဲဖြစ်သွားမှာအဲ့တော့ကွင်းသစ်စောက်ပြီးမှပဲဒီဟာပို့ပြီးတိုးတက်သွားနိုင်တဲ့နေရာမှာတော့ရှိပြီမယ်အချိန်တစ်ခုရတယ်အဲ့တော့ တူတူနဲ့လူရင်းပြောမှာအဖေကရှေ့ရှင်းလေးဘာမှပြိပြီးပြောင်းသွင်းတော့အဲ့ပိုင်းရှင်တိရောက်လာမယ်ခုနကပြောလက်ရှိမှာဒါ sorry အနေနဲ့ဒါကျွန်တော် sorry ပဲပဲ UAE ပဲဒါကျွန်တော်ဆက်နောက်ပြန် sex gene reclift တဲ့ချမ်းသာတဲ့ဂရိရှိတဲ့တတိယရောက်လာမယ်ဆိုရင်တော့မှအ အခုလိုအခြေအနေမျိုးကဘလို့မှလွယ်ကူနိုင်မယ့်အနေအထားမှမရှိပါဘူး။ဘာမှပြောင်းလဲသွားအခုလက်ရှိအခြေအနေကအခုလက်ရှိအခြေအနေပုံစံမျိုးထက်ပိုပြီးတော့ပြောင်းလဲသွားနိုင်တဲ့အနေအထားတခုမရှိဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်သုံးပြီးပါအောင်။ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတော့မှကျင်းလူစားပေါအောင်ကြည့်လို့ရပါတယ်။မြန်မာလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့။များများကလစ်မှာမြန်မာနာဖြစ်ပါတယ်။အားလုံးမကြိုးဒီမှာကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့။မြန်မာလေးလက်ကလစ်ပေးကြအောင်ဗျ။များများကလစ်မှာမြန်မာနာဖြစ်ပါတယ်။အားလုံးမကျွန်တော်တို့နောက်မှအေးအေးဆေးဆေးတွေ့ ူကြရပါဘို့ဒီဘောပြအားလုံးမကြွတူပါနဲ့